မြန်မာနိုင်ငံကိုပြန်လာချိန်မှာကြောင့်အမေရိကမှာကျန်နေကြတဲ့သားဖြစ်သူတွေရတမအေးဖြစ်နေတဲ့သူမရဲ့ဘဝကိုချပြလာရေးဆိုမြန်နနာမင်္ဂလာပါပရိသတ်ချင်းရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံကိုခေတ်ကျပြန်လည်ပြန်လာတဲ့ချိန်မှာ အမေရိကန်မှာတရားထဲထားခဲ့ရတဲ့သားဖြစ်သူတွေရတမအေးဖြစ်အကြောင်းခြားပြပြောဆိုလာခဲ့တဲ့မင်းသမီးဆိုမျက်နှာရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။မင်းသမီးဆိုမျက်နှာဟာမြန်မာရုပ်ရှင်လောကမှာထိတဲမင်းသမီးဖြစ်ရည်တည်ခဲ့သူဖြစ်ပြီးယနေ့ချိန်ဒီလေနုပညာလောကထဲမှာနေရာခိုင်မာရရှိတာကရုပ်ရှင်နဲ့ရှိုက်ကူးနေစေမင်းသမီးတစ်လက်ဖြစ်ပါရည်။မင်းသမီးဆိုမျက်နှာဟာအိမ်တော်ရှိသူမင်းသားဆိုးသူနဲ့အိမ်တော်ရေးဖောက်ပြန်ခဲ့တဲ့ဆိုတဲ့တဲ့နေ့ကြောင့်ပြည်သက်တွေကြားမှာဝေဖန်မှုတွေများစွာရရှိခဲ့ပေမယ့်ဒီလိုဝေဖန်မှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ကမင်းသား စုသူနဲ့ပျော်ရွှင်စွာပေါင်းတည်နေထိုင်ခဲ့တာဆယ်စုနှစ်တခုများရှိခဲ့ပြီးပဲဖြစ်ပါတယ်။မင်းသမီးဆိုမြတ်နနာဟာသူမရဲ့လက်ရှိခင်မုန်းဖြစ်သူမင်းသားစုသူနောက်လိုက်ခါအမေရိကန်နိုင်ငံနဲ့မြန်မာနိုင်ငံကိုသွားလိုက်ပြန်လိုက်နေထိုင်နေတာပဲဖြစ်ပါတယ်။ င်းသမီးစုံမျက်နှာနာမှာပထမအိမ်တော်ဖြစ်တဲ့အစိုးရဖြိုးကြီးနဲ့ရထားတဲ့သားလေးတယောက်ရှိပြီးအခုချိန်မှာသူမရဲ့သားလေးမြက်သုံးမောင်ဟာအမေရိကန်မှာကျောင်းတက်ရောက်နေကြတာလည်းဖြစ်ပါရည်အဲ့တွဲမင်းသမီးစုံမျက်နှာနာဟာဒီကမင်းသမီးဘဝကိုဆွန့်လော့ကအမေရိကထိလိုက်ကသားဖြစ်သူကိုအနီးကဲစောက်ရှောက်ပေးနေရလည်းဖြစ်ပါရည်အမေရိကန်ကပေါ်နေတိုက်တခုမှာတန်ရှေးဝန်ထမ်းဖြင့်အလုံးဝင်ပြီးတော့ကိုမသူမရဲ့သားနဲ့အမေရိကန်မှာနေထိုင်နေအောင်စူးစမ်းနေကြတာပဲဖြစ်ပါရည်အမေရိကန်မှာ6လတိတိနေထိုင်ခဲ့တဲ့မင်းသမီးစိုးမြတ်နန္ဒာဟာ မြန်မာနိုင်ငံသို့ခိတ္တခဏပြန်လည်ရောက်ရှိလာကြောင်းသိပေထားပြီးမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာအမေရိကန်မှာကျင်းခဲ့တဲ့တားဖြစ်သူတွေအတွက်ရတဲ့မအေးဖြစ်ရပြန်ကြောင်းအခုလိုဖွင့်ရပြောဆိုလာခဲ့တာပဲဖြစ်ပါရည်မြန်မာနိုင်ငံကိုပြန်ရောက်တဲ့အချိန်ရာသီဥတုပူပူလေးနဲ့ဂျိုဆိုရီချွေးလေးတဆူဆူနဲ့ဆိုတော့ကျမ်းမာတာပေါ့မရှိတဲ့6လမှာခြံထဲမှာစက်ကူပင်တွေလည်းပွင့်နေပြီးအပင်လေးတွေလည်းကြီးလာပြီးဗရောက်တွေလည်းအရွက်ဖားဖားနဲ့ဒီပြန်ရောက်တော့လေတသားတယောက်ထဲအဆင်ပြေပါမလားအင်ကိုစောက်ထိုးလောက်ထားမလားပူရ ိုမာနေတော့လေမိဘတွေတက်ကြီးတော့ကျမ်းမာနေပါအောင်ဆူတောင်းရနဲ့ဘဝကဇက်စရာလိုကြပါပြီဆိုကသူမရဲ့ခက်ခဲကိုပြပြချတာပဲဖြစ်ပါရည်ပရိသတ်တွေကတော့အရန်ကြီးကြီးမားတဲ့အပူကြီးပဲအမေရိကန်မှာနေနိုင်အောင်ပရိသတ်တွေကဝိုင်းဝန်းထောက်ပံ့ပေးလိုက်ကြပါအမေရိကန်မှာတက်ပြည့်မိဘကြီးတကားကားနဲ့မလုပ်ကြပါဘူးမြန်မာနိုင်ငံကမိဘတွေကပို့ကိုပို့ကြရည်တားလေးကမေဒီမရှိတော့မှပါတီတွေပေးပြီးတော့ပြောနေမှာကြောက်လို့နဲ့တူတယ်ဆိုပြီးတော့ဝင်ရောက်ပြောဆိုခဲ့ကြတာပဲဖြစ်ပါရည်မင်းသမီးဆိုမြန်နနာအမေရိကန်နိုင်ငံမှာတားဖြစ်သူနဲ့အတူနေနိုင်အောင် အင်ဂျီတလုံးကိုလည်းဝေယူထားတယ်လို့သိရပါပြီ။ပရိသေတရရောသူ့ရဲ့ကျင်းစိတ်တဲ့ဇာတိတာပိုင်းဆိုင်ရာကိုလုံးဝမကြိုက်ပါဘူး။ဒါပေမဲ့သူကလေးပေါ်ကတော့တကယ့်ကိုမှတာဝန်ကျတဲ့အမျိုးသမီးပါ။ ဖြိုးချင်ရဘာကလေးဆေးမှမထောက်ပံ့တော့ကတော့ကလေးတက်ချင်တဲ့အမေရိကအထိចောင်းသွားထားပြီးတာမိခင်ဆေးပြေဝသူတယောက်ပါဆိုပြီးတော့ချီချူပြောဆိုခဲ့ကြတာလည်းရှိတာပဲဖြစ်ပါရည်ပြည်သက်ကြီးတော့မြန်မာနိုင်ငံခတ်တပြန်လာခဲ့စဉ်တားဖြစ်သူတွေစိတ်ပူနေတဲ့မင်းသမီးစိုးမြတ်နနာရဲ့မိခင်ဆေးတဲ့ကြီးမပုံကိုချီချူကြရဲ့လားဆိုတာကိုမမပြောခဲ့ပေးပါအောင်ရှင်အပြင်နောက်ဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီတင်ဥပညာရှင်တွေရဲ့တင်ပြတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီရောက်လောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်